တော့အချမ်းမစစ်ကောင်စီရလေလူယုံမာလို့ပြောရင်မလွန်လွန်ဘူးနှစ်တစ်ကူမှာအချမ်းမစစ်ကောင်စီကလူသားစားတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အဲ့တော့မြန်မာနိုင်ငံမှာအခုကငလင်လဲကြုံတယ်ဗောနော်ငလင်လဲကြုံတယ်ငလင်ရုံကြုံတဲ့အခါမှာငလင်ကလည်းအရန်ကိုဒါကျွန်တော်တို့ကြောက်ခမန်းလိလိဖြစ်သွားတာ ဒါကျွန်တော်တို့တိုင်းပြည်ပြည်ဒီကဘာတိပဲเนาะအဲမြန်မာနိုင်ငံကလည်းကြုံနေအဲမန္တလေးမြို့တွေလည်းထီးတယ်စကိုင်းလည်းထီးတယ်เนาะနေပြည်တော်လည်းထီးတယ်တောင်ခုဘက်တွေလည်းထီးတယ်တော်တော်များများငလင်ထီးရပါเนาะအဲ့ဒီအချိန်မှာပြည်သူလူထုတွေနဲ့ပတ်သက်ပြီးတော့မှတော်တော်များများကဟိုငိုอยู่ကြတယ်ဒုက္ခတွေရောက်ကြတယ်ပူဆွေးတော့ကရောက်ကြတယ်ပေါ့เนาะ ဘာတွေလဲဆရာဆိုရင်ကျွန်တော်ဆရာမဟုတ်ပါဘူးတရက်တရက်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံသားဖြစ်လာပြီဆိုလို့ရှင်လေကိုမြန်မာပြည်သူပြည်သားတယောက်ဖြစ်လာပြီဆိုလို့ရှင်တရက်တရက်ကိုမြန်မာနိုင်ငံမှာဘာတွေဖြစ်နေပြီလဲဆိုတော့သိအောင်ကြိုးစားပါနော်သိအောင်ကြိုးစားမြန်မာနိုင်ငံသားဖြစ်ပြီးတော့မှမြန်မာပြည်တွင်းထဲမှာဘာတွေဖြစ်ပျက်နေတယ်လဲဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတော့မသိတဲ့သူတွေအများကြီးရှိတယ်။နော်မသိတဲ့သူတွေအများကြီးရှိတယ်။ ဲ့တော့တရက်တည်းရဲ့အဲမြန်မာနိုင်ငံထဲမှာဘာတွေဖြစ်ပြနေသလဲဘယ်မြို့ဘယ်တိုင်းဘယ်ဒေသမှာဘာတွေဖြစ်ပြနေသလဲဆိုတဲ့အရာတရားကျူစားပါငိမ့်ချမ်းစကားမကြားရဘူးလားဟဲဆိုပြီးတော့မှပြောတဲ့လူတယောက်ကအဲငိမ့်ချမ်းစကားငိမ့်ချမ်းစကားဆိုတဲ့အခါမှာအကြမ်းဆက်ကောင်စီကိုတွန်းပြီးပါ အဲ့ဒီစကောင်းเนาะအကြမ်းမဲ့စကောင်းစီကိုသွားမင်းကျွန်တော်တို့လာမပြီးနဲ့เนาะငြိမ်းချမ်းစကားအရင်ကြားကြတာငြိမ်းချမ်းစကားကြားကြတယ်ဆိုလို့ရှိရင်အကြမ်းမဲ့စကောင်းစီကိုသွားမင်းเนาะမြန်မာပြည်သူပြည်သားဖြစ်ပြီးတော့မှမြန်မာနိုင်ငံရဲ့အခြေအနေကိုရွေးတလူလူစောင်းတလူလူမြောင်းတလူလူကျွန်တော်ရဲ့ live တက်မှာလာမလာပြီးတော့မှမရေးနဲ့သဘောပေါက်တယ်နော် သဘောပေါက်ဖို့အရေးကြီးတယ်အခုဒီ9နှစ်အတွင်းမှာဖြစ်ပျက်သွားတဲ့ကိစ္စတွေကိုသိအောင်ကြိုးစားပါတိကျအောင်ကြိုးစားပါเนาะတိကျအောင်ကြိုးစားပါလို့ဒါကျွန်တော်အနေနဲ့ဟိုပြောပြချင်ပါတယ်အဲ့တော့ငလင်ဖြစ်သွားတဲ့အချိန်မှာတိမ်ပေါင်းတထောင် ရပါပြီတို့သိမ်းပေါင်းတသောလှူပါတယ်တို့အလှရှင်တို့ဘာတို့ညာတို့အဲ့ဒီနမကြီးပရိဒသမားတွေကျွန်တော်မိကုန်းထုတ်ချင်ပါတယ်တိုက်ခိုက်တာမဟုတ်ပါဘူးเนาะမိကုန်းထုတ်ချင်ပါတယ်เนาะအခုခမည်းတော်ရဲ့နောက်ကျော်ကြီးဓာတ်နဲ့ထူခန့်ရတယ်မဟုတ်လားကဲမခိုင်နေဝေးသိမ်းပေါင်းတသောသိမ်းပေါင်း900လှူတယ် ပြည်သူလူထုတိုင်းနယ်ပြည်နယ်14ခုလုံးပြည်သူလူထုကြီးကျူးတယ်ဂုံပြူတယ်ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူလူထုလည်းကြီးကျူးတယ်ဂုံပြူတယ်ဒါပေမဲ့အခုဒီချိန်မှာမခိုင်နေဝင်လူသားသမားကြီးအရာတွေအားလုံးအားလုံးလည်းနောက်ကျောကနေဒါနဲ့ထူခံတယ်လို့ပဲခံစားရတယ်။ဟုတ်လားမဟုတ်လား။ဟုတ်လားမဟုတ်လား။ဘသူထူတာလဲ။အကြမ်းမဲ့စစ်ကောင်စီပဲထူတာပဲနောက်ကျောကနေဒါနဲ့ထူတာ။နောက်ဖြူဖြူတွေးလို့ကြိုက်တယ်လို့တူ။ဒါပေမဲ့ အကြမ်းမဲ့စစ်ကောင်စီကနောက်ကျောင်းကနေဓာတ်နဲ့ထိုးတာပဲနော်နောက်ပြမနွယ်ပူးအိမ်ကအခုအကျုံးစော်ကားရမဟုတ်ဘူးအခုလူကြိုက်တယ်လို့လူဒါပေမဲ့အခုလူလူတမယအရာတွေအားလုံးအကြမ်းမဲ့စစ်ကောင်စီနောက်ကျောင်းကနေဓာတ်နဲ့ထိုးတာပဲဘာဖြစ်လို့လဲဆိုတဲ့အခါမှာနော်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာဒီလူတိုင်းချင်းနဲ့ပတ်သက်ပြီးတော့မှာ ပရိဒနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအားလုံးကတောက်လျှောက်ကိုကြည်နေတာဖြစ်ပါတယ်။တောက်လျှောက်ကိုကြည်နေတယ်။တောက်လျှောက်ကိုသုံးသပ်နေတယ်။နော်အဲဒါကြောင့်ကျွန်တော်ဟာတာလေးတင်ထားပါတယ်။စိတ်မဆူကြီးဆိုတဲ့ဟာတာလေးတခုကျွန်တော်တင်ထားတယ်ဆွမ်းနာကြရ။နော်အဲ့တော့အချမ်းမဲစစ်ကောင်စီရလေလူယုံမာလို့ပြောရင်မလွန်လုံးဘူ နှစ်တိကူမှာအချမ်းမဆက်ကောင်စီကလူသားစားတယ်နှစ်တိကူမှာဒီတချံနှစ်တိကူမှာအချမ်းမဆက်ကောင်စီကလူသားစားတယ်အဲ့ဒါမြန်မာပြည်သူပြည်သားတွေလက်ခံသလားနော်မြန်မာပြည်သူပြည်သားတွေလက်ခံလားဒီတချံနှစ်တိကူမှာအချမ်းမဆက်ကောင်စီမရောက်လာလူသားစားတယ်အချမ်းမဆက်ကောင်စီစိုးဝင်လူသားစားတယ်အဲ့ဒါဆိုအကိုတို့အမတို့လက်ခံမလား เนาะအခုဂျုံတူးဂျုံတူးเนาะဂျုံတူးရဲ့အဲ့ဘီနာမှာရှိနေတဲ့ဒီဒီဘုံကြီးเจ้าလို့ပါလို့ဆိုတာအပြစ်กินတယ်လीเนาะအပြစ်กินတယ်အကြမ်းမဆက်កောင်းစီဘုံတော့ကျဲချတယ်အဲ့နာမှာဘကြီးတွေလည်းရှိတယ်ကလေးတွေလည်းရှိတယ်เนาะရွာသူရွာသားတွေလည်းရှိတယ်အများကြီးတေရွာတယ် အများကြီးတည်သွားတယ်နော်အဲ့ဒါဘယ်သူလောက်တာလဲအကြမ်းမစစ်ကောင်စီမြောက်နိုင်ပဲလောက်တာနော်အကြမ်းမစစ်ကောင်စီမြောက်နိုင်ပဲလောက်တာအကြမ်းမစစ်ကောင်စီမင်းအောင်လိုက်တာလိုက်ရငါးနှစ်ရှိပြီတက်မတော်သားများဘုံမူးများဘိုးချုပ်များငါးနှစ်ရှိပြီ အကြမ်းမစစ်ကောင်စီကြောင့်တက်မတော်ကလည်း ်ညောင်းတဲ့ကိုရောက်ခဲ့ပြီးပြီအကြမ်းတ်စစ်ကောင်စီတွေနဲ့ဒီအာဏာရှင်တွေကြောင့်တပ်မတော်သားတွေရဲ့ဘဝတွေလည်းပြတ်ခဲ့ပြီးပြီနော်ပြည်သူချင်းပတ်တွေဖြစ်ကုန်ပြီတိုင်းသားချင်းပတ်တွေဖြစ်ကုန်ပြီဒီအရာကိုအပြောင်းလဲမလုပ်ဘူးဆိုလို့ရှိရင်ဒီတက်ပို့ဆိုးမယ်အခုကျွန်တော်ကပထမ၅နှစ်အတွင်းမှာပြည်သူလူထုကတော်လန်တာ ဆက်ပြီးအာနာရှင်နဲ့ဒီခရိုနီတွေကိုဆက်ပြီးထောက်ခံမယ်ဆိုလို့ရှိရင်တော့တမတော်သားတွေခမရတို့ကိုယ်တိုင်ခမရတို့ယုံထွက်ရတော့မှာနော်ကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံမှာခမရတို့ပြည်သူလူထုနဲ့တမတော်သားတွေကရန်ဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံမှာတိုင်းသားတွေနဲ့တမတော်သားတွေကရန်ဖြစ်နေတဲ့အချိန်ကျွန်တော်တို့ကလေထိုင်းနိုင်ငံမှာရှိနေတဲ့ တက်မတော်သားတွေကိုကျွန်တော်အကုန်လေးလာပြီးသွားပြီပြည်သူနဲ့သူတို့ရံမဖြစ်ဘူးနော်ထိုင်းနိုင်ငံမှာလေမြန်မာပြည်သူပြည်သားအဆုံရှိတယ်ထိုင်းနိုင်ငံမှာလေမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းသားပေါင်းစုံရှိတယ်ရံမဖြစ်ဘူးရံမဖြစ်ဘူးနော်ဒါကျွန်တော်ပြောပြတာဖြစ်တဲ့အမှုတွေပါလေရှိလို့ရှိရင်လည်းသူတို့ထိနိုင်တယ် ဒါပေမဲ့မြန်မာနိုင်ငံမှာကြတော့တမရော်သားတွေဒီပြည်သူချင်းဘက်ဘဝရောက်တယ်စုပ်ပြတ်တနေတာပဲဘုံမှုတဲ့စုပ်ပြတ်တနေတာပဲဘိုးချုပ်တဲ့နမေတော်မကြားခြင်းစုပ်ပြတ်တနေတာပဲဒါမြန်မာနိုင်ငံမှာခုဖြစ်ပြတ်ဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲသိလားခရူနီနဲ့အာနာရှင်ကြီးကခင်ဗျားတို့ကိုကျူးဆွဲထားတယ် ချိုးဆွဲတာအခုအချမ်းမစစ်ကောင်စီမရောက်နိုင်ဘူး၅နှစ်အတွင်းမှာထောက်ခံခဲ့တာခင်ဗျားတို့ဘာအချိုးအာဏာသိမ်းရလဲဟမ်ဘာအချိုးအာဏာသိမ်းရလဲဟမ်ဒီတိုက်လေရင်နေတုံးနေဒီပေါင်900ဘုံတွေကိုတုံးပြီးတော့မှာ လုံနေတဲ့အရာတွေအလုံးအဲ့ဒါတတိမဟုတ်ဘူးအဲ့ဒါတတိမဟုတ်ဘူးအဲ့ဒါတတိမဟုတ်ဘူးเนาะတိုက်လီနေကိုတုံးတဲ့အရာတွေလေအဲ့ဒါတွေကတတိမဟုတ်ဘူးเนาะတိုက်လီနေတုံးတဲ့ပေါင်ကားဘုံကြီးသွားချတယ်ကင်းပြီးနေမှာသွားချတယ်ခင်ဗျားတို့စစ်ဖို့ကြုံတီတဲမှာတန်တမန်ကြီးရမှာကျွန်းကျင်တဲ့သူတွေရှိတော့ဘူးလား ဒီမြမတက်မတော့ပါဆိုတော့နမေကြီးခံထားတဲ့ဒီအထဲထဲမှာတန်တမန်ကြီးရမှာ ကျွမ်းကျင်တဲ့လူတွေမရှိတော့ဘူးလားတက်မတော့သားအဲ့တက်မတော့ဘိုးချုပ်တီထဲမှာပြီးပြီးနေ ਉ ထဲမှာရှိနေတဲ့သူတွေနဲ့စကားပြောရတဲ့သူတွေမရှိတော့ဘူးလားတိုင်းသားတွေနဲ့စကားပြောရတဲ့သူတွေမရှိတော့ဘူးလားဟွန်း ီသူလူနဲ့စကားပြောရတဲ့လူတွေမရှိတော့ဘူးလားမရှိတော့လို့ခင်ဗျားတို့ပေါင်ငန်းရဘုံနေတုတ်တုံနေတာပြီးအောက်ခြေမှာချင်းနေတဲ့စစ်သားတွေကိုခင်ဗျားတို့အတုံးချတာပပဆဆပဲရရဆဆခင်ဗျားတို့အတုံးချမင်းတော့လူမဟုတ်ဘူးအကြမ်းမစစ်ကောင်စီလက်ထက်မှာပရိဒတ်လုပ်တဲ့လူတွေလည်းမြောင်းနေရောက်ပါပဲ။ဘာဖြစ်လို့လဲ ြည်သူချင်မဖြစ်မှာပဲရှေ့ကပရိဒတ်လို့နောက်ကနေအကြမ်းမဆက်ကောင်စီကနောက်ကျုပ်ဌာနဲ့တို့ရှေ့ကပရိဒတ်လို့အကြမ်းမဆက်ကောင်စီကနောက်ကျုပ်ဌာနဲ့တို့ဒါတွေပဲလာတာပဲအခုအုံနောက်တွေဖြည့်စီးအတွေးခေါ်တွေဖြည့်စီး တယ်။ဒါမှမဟုတ်သားတွေဆိုအခုဘာမှမတို့တက်လာတော့။အခုကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှအကြမ်းဖက်စစ်ကောင်စီသူမလာရဲပဲနဲ့အောက်ချက်တမန်သားတွေကိုထိုးကြွေးတိုက်လေရင်နေဇွတ်တော့ကရင်ပြည်နယ်တိုက်လေရင်တုံးစရာလိုလားမလိုဘူးကြားပြည်နယ်တိုက်လေရင်တုံးစရာလိုလားမလိုဘူးချင်းပြည်နယ်တိုက်လေရင်တုံးစရာလိုလား မလို့ဘူးမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြဿနာတွေအားလုံးကတိုက်လျင် သုံးစရာကိုမလိုတာတိုက်လျင်သုံးနေဆိုတာကအရေးအချင်းရှိလို့သုံးတယ်ဉာဏ်ပညာမရှိလို့သုံးတာအဲ့ဒါအမှန်တရား နော်အဲ့ဒါအမှန်တရားအသက်ကြီးပြီးတော့အချိန်လည်းမစီးကြဘာလို့ပဲသားတွေရှောက်လို့ကြတယ်တိုင်းနဲ့ပြည်နဲ့14ခုလုံးကိုငါတို့ပိုင်နေဆိုဆွတ်သွားလို့လို့မရဘူးအဲ့ဒါအမှန်တရားပါနော်အဲ့တော့ ခုတော့တရုတ်ကတော့စားပါပဲတရုတ်ကူမီနစ်ကခင်ဗျားတို့ကျူးဆွဲထားတယ်မလားသူတို့အလူကြခင်ဗျားတို့လုံနေရပြီတရုတ်ကူမီနစ်ကခင်ဗျားတို့ကျူးဆွဲထားတယ်အမှန်တရားကိုအမှန်တရားတိုင်းမမြင်ပြည်သူလူထုကိုပြည်သူလူထုမမသိတဲ့သူတွေခင်ဗျားတို့ဒီထက်အခက်အခဲအကျက်တဲ့ဒုက္ခတွေလာအောင် ပြည်သူလူထုကောင်းပေါ်ပုံချအဆဆရအကုန်လုံးပုံချအောက်တန်းသားတွေပြင်တိုင်းသားတွေစီကိုအပြစ်တွေပုံတယ်တိုင်းသားတွေရှိကိုလိုက်အပြစ်ပုံမြေပြန့်ဒီသားစီကိုအပြစ်တွေပုံရတန်ရပါလို့เนาะ ကျွန်တော်ပြောပြခြင်းပါတယ်ဟမ်ဒီလောက်ပါမယ် တော့ယေရှုတင်ပါတယ်အဲ့တော့ပရိဒတ်သမားတွေအခုဝေဖန်ခါရအမြင့်ဆုံးသောအချိန်ကိုရောက်နေတော့တကယ်လဲဝေဖန်ကြမှာပဲသူခွဲထားတာကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းသူခွဲပြီးတော့အချမ်းမစစ်ကောင်စီအောက်ထုတ်ထားတာတကယ်ဆိုလို့ရှိရင်ပရိဒတ်သမားတွေကရင်ပြည်နယ်လက်သူလာနေရမယ်ပျော်ပါနေရเนาะ အခုဖြူဖြူတွေးဆိုကင်ရင်အင်ကြီးသူဝတ်တာခဏခဏအပဲဒါပေမဲ့အခုကင်ရင်ပြည်နယ်မှာအခုဒုက္ခရောက်နေတဲ့နေရာသူမလာရဲဘူးဖြူဖြူတွေးဆိုလို့ရှိရင်ကင်ရင်အင်ကြီးဝတ်တယ်ကင်ရင်အင်ကြီးဝတ်တဲ့အခါကျတော့သူ့လောက်ကင်ရင်အင်ကြီးဝတ်တာသူပဲဒါပေမဲ့သူတို့တွေဒီကင်ပြည်နယ်လာလားမလာလို့မရဘူးဘယ်လာလို့ရမလဲနောက်ကွယ်မှာဘသူတွေရှိတယ်လဲနော်အများကြီးအများကြီးအများကြီးရှိတယ် အဲ့ဒါကြီးပြောပြခြင်းပါတယ်အဲ့တော့ဒီလောက်ပါပဲကျေးဇူးတင်တယ်နော်